လက်ရှိမှာဆိုတော့ဒီခြေောက်တရရတဲ့အကန့်နဲ့ဘယ်လိုမျိုးချိန်လို့ရလဲလက်ရှိချိန်ကျမရဲ့ချိန်နည်းနည်းထိန်းကစားအောင်ပါမရဲ့ဟိုဒီကျွန်တော်တို့ဘောလုံးသမားတယောက်မှာဒူးကအရေးကြီးဆုံးဒူးကအရေးကြီးဆုံးဆိုတော့ဟိုဖြစ်တော့လေဒီဒူးကလာဖြစ်တော့ဟိုအဲ့ပုံမှာတော့အရန်တော့စိတ်မကောင်းဘူးမိုင်းလာအရန်ဝမ်းနေတာလို့ဖြစ်ရတယ်ကိုကစားခြင်းတော့မကစားနိုင်ဘူးနောက်တစ်ခုကဟိုကိုလှုပ်ပြခြင်းတော့လုံးမပြနိုင်ဘူး ကဲအဲ့ဒါဒီနေ့ဒီနေ့အသေးပါပါဟုတ်လားပါဝင်ပြီးတော့ကင်းပြတဲ့အကြောင်းလေးနဲ့ဒါရင်းကိုပြောပြပေးပါအောင်ကျွန်တော်ဒီနေ့ပါဝင်ပြီးတော့ကင်းပြတဲ့အကြောင်းရင်းကဒီကျွန်တော်တို့ရဲ့ဝဲစီစဉ်သူပေါ့နော်ကိုရဲထွက်ကအဲကျွန်တော်ဒီငလင်ပေးအတွက်အင်းလေးဒေသငလင်ပေးအတွက်ဟိုရမုံငွေပွဲအနေနဲ့ဖိတ်ခေါ်လို့ပြန်ပြတာပထမဆုံးအကြိမ်ပြန်ပါအဲပထမအကြိမ်အကြိမ်ကံမှာတော့မဟုတ်ဘူးမှာကျွန်တော်ရှေ့မှာဘကူးမှလည်းကံမှုတယ်ပြီးတော့ဟိုမနေ့ကတိုက်ကြီးမှကံတယ်ဒီနေ့ကရန်ကုန်မှာ ုံးကျင်ရှိပြီဟုတ်နောက်လည်းကံဘိုးတော့ရှိရပြောတယ်သူတို့မန်လေးမှာလည်းရှိတယ်အဲပြီးတော့ဟိုတောင်ကြီးမှာလည်းသွားကံဘိုးဟုတ်ကဲ့ပါအဲ့တော့အခုလိုမျိုးပေါ့နော်ပါဝင်ပြီးတော့ဘယ်လိုနေအားထရရဲ့ဟိုလေးကပြောပြီးပါဦးဟုတ်ဝမ်းတော်ပါလေမှာဟိုတက်နိုင်တဲ့ဘက်ကနေလေအဲ့လိုဟိုတဒတ်တာနဲ့ပေါ့နော်ဟိုဟိုဘယ်လိုပြောပြရမလဲသွေးတွေချွေးနေတဲ့ပိစက်ပောင်းဝင်ကူညီဝင်ရအောင်ဟုတ်ကဲ့ကျွန်တော်မနက်ခလောက်တွင်းခဲ့လဲမသိရေကန်ခဲ့တယ်အဲကျွန်တော်အဲ့လိုဒီ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 အတွက်လားအဲ လို့ကိုတို့ရိုက်သွင်းခဲ့သွင်းခဲ့တယ်မှာကျွန်တော်တို့ကဒီရှေ့မှာရေပီးဆိုတဲ့ရံမုံငွေပွဲလေးရှိတယ်အဲ့မှာလည်းပြန်ခဲ့တာပေါ့ဟုတ်ဟုတ်အဲ့တော့ဘယ်တော့ကိုတို့ကိုသွင်းခဲ့ပြီလဲအာတူတယ်ဆိုတော့ဝါလာတော့ရှိပြီကျွန်တော်တို့ကကိုကိုလောက်ပေါ့ကိုကိုလောက်ဆိုတော့ဒီမှာတော့ဒါပဲခလာကိုသိမဲ့လို့ဒါအမှန်ထားလိုက်ပေါ့အဲကိုသူဆိုတဲ့ပေါ့နော်ကျွန်တော်ဟိုအတန်းနိုင်ဆုံးပဲကြိုးစားမှာမဟုတ်လို့လဲဆိုတော့ကျွန်တော်ဒီ injury ရှိတာပေါ့ကျွန်တော်ဒီဒူးအယူကတိတ်မတက်တာလေ injury ရှိတာထိန်နည်းနည်းထိန်ကစားအောင်ပေါ့ ော့ဒါ intern ရှိတဲ့သားလည်းပေါ့ဒီဘက်မှာထပ်ပြီးတော့ပေါ့ဖြစ်တာပေါ့အကြောင်းဖြစ်တယ်အာကျွန်တော်ညီကိုတွေအဲ့လိုညီကိုတွေဆောင်းဆောင်းလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွားပြီးတော့ဒီဟိုလူလူတန်းခွင့်ရချင်တော့ဟုတ်ပါ နေဆိုတော့ရောင်းလိုက်တယ်ဘယ်လိုမျိုးတွေပေါ့အားရချင်တာလည်းဖြစ်တာအော်လုံးဖြစ်နေကျွန်တော်အခုဟိုကျွန်တော်တို့ဒီအသင်းနဲ့လည်းကျွန်တော် training တုံးတော့ join ပြနေတယ်လာအဲ့တော့အခုတော့လက်ရှိမှာဆိုတော့ဒီ6တရရတဲ့အကန့်လေးတော့ဘယ်လိုမျိုးချိန်လို့ရလဲလက်ရှိချိန်ဒီမှာအင်ဂျင်နီယာလည်းထိုင်းကစားအောင်ပါပေါ့မာရဟိုဒီကျွန်တော်တို့ဘောလုံးသမားတယောက်မှာဒူးကအရေးကြီးဆုံးဒူးကအရေးကြီးဆုံးဆိုတော့ဟိုဖြစ်တော့လေဒီဒူးကလာဖြစ်တော့ဟိုအဲ့ပုံမှာတော့ အရန်တော့စိတ်မကောင်းပါဘူးလားအရန်အရန်ဝမ်းနေတာဖြစ်ရတယ်ကိုကစားခြင်းသလောက်မကစားနိုင်ဘူးနောက်တစ်ခုကဟိုကိုလှုပ်ပြခြင်းသလောက်လုံးမပြနိုင်ဘူးဒီဟာကြီးကိုငင်းငယ်နေတာဘယ်ဘက်မှထိသွားလဲအဲကျွန်တော်ကဟိုမှာ trainee မှာထိတာမှာ trainee ကကျွန်တော်ဒီ generation trainee မှာကုဇယ် trainee မှာထိတာအဲလို့ပေါ့နော်ကိုနေချင်းခဲ့တဲ့ကွင်းနဲ့တကယ်ကန်ရတဲ့ကွင်းနဲ့ကျတော့နေထားအဆင်ပြေမှုရှိရလားဟိုတကယ်ကန်ရတဲ့ကွင်းတွေကတော့ပုံပြီးကောင်းလာပါ သူတို့မှကျွန်တော်ဒီ full set ဆိုလဲဒီ parking floor ကအစားဟိုတကယ်ကမ်းရတဲ့ကွင်းကပို့ပြီးတော့ကောင်းတာဟာဒီနေ့ကွင်းကမောင်လေးအတွက်ဒီကမ်းရတဲ့ဆိုမစီပြလို့မထင်တာပြီးပါတယ်ဘာလို့ဆိုဒီမှာကလည်းဟိုကျွန်တော်ကန်နေကြပဲ why you are လဲကျွန်တော်ပုံမှန်တပတ်ကို2ပွဲကျွန်တော်ဒီကွင်းကြီးအသင်းနဲ့ပေါ့နော်တပတ်ကို2ပွဲလောက်တော့အနည်းဆုံးကံပြစ်ပါတယ်အဲ့ဒါဆိုအေးဆေးပါဟုတ်ကဲ့ဇာတ်လမ်းတယောက်နေပေါ့နော်ဒီ interview ဖြစ်ထားတဲ့အပေါ်မှာရောအခု meeting နဲ့အခါရောက် ရှိတယ်မှာအဲ့ဒါတော့ကျွန်တော်တို့မှာ training လုပ်ရင်တောင်မှပဲဟိုထိန်းလုံးရတာပေါ့နော်ပြီးရနဲ့ကျွန်တော်ဟိုရေခဲတွေပြေးကန်ရတယ်အဲ့လိုမျိုးပြီးတော့ကျွန်တော်ဒူးအယူစေးတောက်ရတယ်အဲ့လိုမျိုးပေါ့အဆုံးကင်းဆိုင်ရမှာအဲ့ဒါအတိအကျတော့ဖြစ်ရဲ့ပြီးတော့ဒီပေါ့နော်ဒါဘက်ကဘုရားတန်တာဆိုတော့ဒီကိုအားလုံးအားလုံးဖြစ်တဲ့စိတ်ကူးဖြစ်တာပေါ့မှာအဲဒီဘယ်လိုကိုကိုချစ်တဲ့အရာတစ်ခုကိုကိုကကောင်းကောင်းမွန်မွန်လုံးလို့မရအောင်ပါလေတလားတစ်ခုခုကိုငဲကွက်ပြီးတော့လုံနေရတဲ့ပုံစံဖြစ်နေတာ အဲ့လိုဖြစ်နေတော့ဒီနေ့ပွဲအတွက်ကဘာလို့ရင်ကုန်ဆိတ်လို့ရှာနေလဲအဲရင်ကုန်ဆိတ်လို့ရှာတာထက်ဟိုလိုမျိုးပေါ့အဲပောင်းဝင်ကူညီဝင်ရတာကိုပဲပို့ပြီးတော့ပြောတာဟုတ်ကဲ့ဘယ်နှကိုးလောက်တော့အဆိုင်လေးသွင်းမလို့စိတ်မှမှန်းထားရှိတယ်အသွင်းရတော့အများကြီးဟုတ်ကဲ့အဲ့တော့အားကိုးတတ်တာပြပါအော်ကျွန်တော်တို့ဒီငလင်ဘေးအတွက်အင်းလေးဒေတာပြန်ငလင်ဘေးအတွက်ကျွန်တော်တို့ဒီ YH90 အသင်းအနေနဲ့ပေါ့နော် ကျွန်တော်တို့ဒီဖြော်ပြေးဘောလုံးမွေးလေးလုပ်ပြီးတော့ဟိုကျွန်တော်တို့ဒီရားသမျှငွေတွေကိုကျွန်တော်တို့အင်းလေးဒေတာကိုကောင်းလူတန်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပအဝင်လူတန်းကျင်တယ်ဆိုရင်လည်းကျွန်တော်တို့အဲ့မှာ KB နံပါတ်တွေရေးပေးထားတယ်အဲ့ကနေတစ်စက်လူပအဝင်လူတန်းလို့ရပါတယ်ခင်ဗျဟုတ်ကျေးဇူးပါရှင်ဟုတ်ကဲ့